ဒီညမှာရှင်ပြိုင်ရသားဖို့ရှိနေတဲ့ Slavia Prague နဲ့ပွဲစဉ်မှာဂန်းနာတွေဘယ်လိုပွဲထွက်လာနိုင်ပါသလဲ မင်္ဂလာပါဗျကိုခင်းစတာဖုတ်ဘောရှိုးအနေကျူလူပါရဲကျွန်တော်ကိုခင်းပါဒီည7:15မှာရှင်ပြိုင်ကစားဖို့ရှိနေတဲ့ Slavia Prague နဲ့ Arsenal ပွဲစဉ်မှာ Arsenal အသင်းပွဲထွက်လာနိုင်တဲ့ line နဲ့အခင်းချင်းကိုကျွန်တော်တို့ကြွတင်ခတ်မှန်တုံးသက်ဆွေးနွေးကြည့်အောင်ခင်ဗျအားဤဒီဒန်ရကစားသမားတချို့ရှိနေတယ်ပွဲပယ်ခံထားရတဲ့သူတချို့ရှိနေတယ်အဲ့တော့ကြောင့်အသင်းရဲ့ဒုတိယဦးစားပေးကစားသမားတချို့နဲ့ပွဲထွက်ကစားသမားတွေကိုပေါင်းဖက်ပြီးတော့အသုံးပြုသွားမှာဖြစ်ပါတယ်။တကယ်တော့ Arsenal အသင်းရဲ့ပထမဦးစားပေးဒုတိယဦးစားပေး ကစားသမားခွဲချင်းစိတ်ဖြာမှုဟာရှင်းတယ်ဗျ domestic cap တွေဖြစ်တဲ့ EFA cap တို့ FA cap တို့မှာတော့ဒုတိယဦးစားပေးကစားသမားတွေကိုတုံးလိုက်မယ်အဓိကဖလားเนาะ tournament တွေဖြစ်တဲ့ premier league တို့ champion league တို့မှာပထမဦးစားပေးကစားသမားတွေကိုတုံးလိုက်မယ်ဒါပေမဲ့ဘယ်ကစားသမားတွေတုံးတုံး austin အသင်းက strong ဖြစ်နေသေးဆိုတော့ဟန်ပန်တစ်ခုကိုဒီပွဲစဉ်မှာကျွန်တော်တို့မြင်ရလိမ့်မယ်တကယ်တော့ EFL ကပ်မှာအာရှရှင်ပြိုင်ခဲ့ရတဲ့အသင်းကလည်းအသင်းကောင်းတစ်သင်းပဲ Brighton လူငယ်တွေနဲ့ပေါင်းပြီးတော့တီးသွားတယ်ပွင့်လင်းပြောရင်တော့ဗျနှစ်သင်းနဲ့မဟုတ်သူက၃သင်းစာလောက်ရှိတယ်ဒုတိယဦးစားပေးကစားသမားတွေရဲ့နောက်မှာလူငယ်တွေပါထပ်ပေါင်းလို့ရတယ်အဲ့တော့ပြောချင်တာလေသူတို့ရဲ့ squad up ကနှစ်သင်းခွဲစာလောက်ရှိနေတဲ့သဘောမျိုးပဲโอเคအဲ့တော့ဘယ်ကစားသမားတွေမပါနိုင်ဘူးလဲပွဲပယ်ပြစ်တယ်ဘယ်သူတွေကြခံထားရလဲအဲ့ဒါလေးအရင်ကျွန်တော်ဆွေးနွေးမယ် ပထမဆုံးတရားကတော့ဇူဘီမန်ဒီပေါ့ဇူဘီမန်ဒီဒီဒံယာပြဿနာအနေငယ်ရသွားပေမဲ့ပြဿနာကြီးကြီးမားမရှိဘူး fitness တာပြည့်နေတယ်ဆိုရင်ဒီပွဲစဉ်ပါဝင်ကစားလို့ရတယ်ဒါဒံယာပြဿနာရတဲ့အပိုင်းကိုပြောပြတာအရင်စိုးရင်စရာမရှိတဲ့အခြေအနေပေါ့နော်တိုးတော့မာတင်ဇူဘီမန်ဒီကရှေ့ချန်ပီယံလိ၃ပွဲမှာအဝါကတ်တွေ၃ပွဲလုံးထိထားတယ်အဲ့တော့ကြောင့်အဝါကတ်၃ခတ်ပြည့်ရင်ချန်ပီယံလိရဲ့စီမင်းစည်းကမ်းရတပွဲ ပယ်ခံပါတယ်ဒီတကြောင် Slavia Prague နဲ့ပွဲစဉ်မှာပွဲပယ်အခြေအနေမျိုးနဲ့ Martin Subimendi ကပါမှာမဟုတ်ပါဘူးမပါတာလည်းကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ Slavia Prague နဲ့ပွဲစဉ်ကအတလောက်ထိအရေးကြီးမနေသလိုအသင်းလုံးကလည်းအစ်စ်တပိုင်းဆိုင်ရာအရအကောင်းဆုံးဖြစ်နေတဲ့အတွက်ကြောင့် Knockout ဝင်ကစားလဲဒီနေရာကိုအကောင်းဆုံးဖာထေးပေးနိုင်မယ်လို့ယူဆတယ်ထားပါတော့ဗျာ Barcelona ရို Bayern Munich တို့ကိုတွေ့မယ်ဆိုရင် Subimendi မပါဝင်နိုင်တဲ့နေရာကအရန်ချွတ်ရင်းချက်ကြီးလိမ့်မယ်တိုးတော့ Slavia Prague ကြတော့ထင်တယ်လို့အစိတ်မပြင်းတဲ့ အတင်းတင်းဖြစ်တာရယ်အာစတန်နေနဲ့ဖိအားလဲမများတာရယ်ဒီအတွက်ကြောင့်ဒိုင်ယာပัฒနာဘာညာနယ်လေးလဲထက်တွက်ပြီးမာတင်ဇူဘီမန်ဒီမပါဝင်တာတော့အကောင်းဆုံးပဲဒိုင်ယာရဲ့ကစားသမားတွေကိုကြည့်မယ်ဆိုရင်တော့လက်ရှိအချိန်ထိဒါကြွတ်သားဒိုင်ယာရနေတဲ့မာတင်နယ်လီကဒိုင်ယာပัฒနာကတော့ကောင်းလာပြီးသို့တော်ဒီပွဲစဉ်ပါဝင်မှုမပါဝင်ဘူးမသေးကြဘူးလို့သိရပါတယ်လုံးဝမပါဝင်နိုင်တဲ့သူတွေကတော့မာတင်အိုရီကတ်နိုနီမက်ဒူဝက်ကီဂေဘရီယယ်ဂျေဇူးနဲ့ခိုင်လို့ဖြစ်ပါတယ်ဆိုတော့ယော့ဂီယက်စ်တယောက်ကြံနေတယ်အဲ့တော့ယော့ဂီယက်စ်ကလည်းဒိုင်ယာ ပြဿနာအနည်းငယ်တော့ရတာတယ် ီပွဲစဉ်ဒက်ဖူဖြစ်တဲ့အခြေအနေမျိုးပါဝင်ကောင်းလဲပါဝင်လာနိုင်တယ်အရင်ရေးမကြည့်တဲ့အတွက်ကြောင့်ဒီပွဲစဉ်ကိုအနာပေးပြီးတော့ကြက်ခိုင်မှုပြေဝစေဖို့နောက်ပွဲမှာပဲ fitness အပြည့်နဲ့ကစားနိုင်ဖို့လူချန်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်ကတော့ခြံသိမ်းခြံထိုက်တယ်လို့ထင်တယ်ဗျဒီလိုပွဲမျိုးမှာ Michael Mirino ကိုပွဲထုတ်ပြီးကစားကားရင်လည်းပြဿနာထွေထွေထူးထူးတော့ရှိမနေဘူးအဲ့တော့ Yogiyes လည်းအနားရတယ် Sunderland နဲ့ပွဲစဉ်အတွက်အင်ပြစ်အပြစ်ဖြစ်နိုင်တယ်လို့ယူဆမိပါတယ်အဲ့တော့ကြောင့် Video Yogiyes နဲ့ ဲ့မာတင်ဇူဘီမန်ဒီတို့ကဒီပွဲစဉ်မှာပွဲထွက်ကစားသမားအဖြစ်ပါဝင်နိုင်မှာမဟုတ်ပါဘူး။ Okay အဲ့တော့ပွဲထွက်ကစားသမားနှစ်ယောက်မပါဝင်နိုင်တဲ့အခြေအနေကိုအာတီတာအနေနဲ့ ဘလို့ဖာသေးမလဲဘယ်ကစားသမားတွေကိုဒီကစားသမားနှစ်ယောက်နေရာမှာထည့်သွင်းအသုံးပြုမလဲကျွန်တော်တို့ဆက်လက်ဆွေးနွေးကြရအောင်ဟုတ်ကဲ့မဆွေးနွေးခင်မှာကျွန်တော်ညီကလေးမိတ်ဆက်ပေးချင်တာလေးတစ်ခုရှိပါတယ်တကယ်လို့ဘောလုံးပွဲတွေကစားချင်တယ်ဆိုရင်စူပါစီနီယာဘေဘော့စီမှာအိုက်ဘတ်ခွန်ရှစ်ကို၅သလုံးမစ်မောင်ငါး၆တို့ကိုမန်ဘာတစ်အပူစုကြီးများစွာနဲ့ယုံကြည်စွာကစားလို့ရတယ်အသေးသေးတိချင်တယ်ဆိုရင်ဘာဘာနံပါတ်၃ညာကို69996440မှာဆက်သွယ်ဆုံးလမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာโอเคအဲ့တော့ကျွန်တော်အာစတင်ကတော့အနီလေးပေါ့နော် ဂိုးပေါက်တနင်္ဂနွေကတော့ချန်ပီယံလိပွဲတစ်ပွဲဖြစ်တာနဲ့အညီဒေးဗစ်ရိုင်ယာကိုပဲပွဲတစ်ခွင့်ပေးလာမှာပါ။ကပါရီဇာဘလက်ကတော့ကျွန်တော်ရှင်းပါလဲပြောပြီးသွားပြီ။ Domestic Cup တွေမှာပဲဦးစားပေးပြီးဖမ်းမယ်ပုံတံတန်းမျိုးဖြစ်ပါတယ်။ CB တစုံကြည့်မယ်ဆိုရင်တော့ဆလီဘာနဲ့ဂေဘရီယယ်မာဂါဟစ်ပဲ ပွက်ထွက်လာဖို့များတယ်ဗျ။အဲ့တော့ဒီနေရာမှာ RF fan တချို့မေးကြတဲ့မေးခွန်းလေးတစ်ခုကိုကျွန်တော်အနည်းငယ်ဖြည့်ဆွက်ဆွေးနွေးချင်ပါတယ်။ Pro ဒီပုံစံအတိုင်းပဲဆိုရင်အင်ကပြဲကိုနောက်ရသည်မှာခေါ်ပါအောင်မလား။အင်ကပြဲကို Liverpool အသင်းကိုပြန်စေလွတ်မလားဆိုတဲ့အပိုင်းပေါ့နော်။ဆိုတော့ကျွန်တော်တက်ရောက်တဲ့အမြင်ပြောမယ်နော်။ခေါ်စီကတော့မလိုတော့ဘူးဗျ။ သူတို့ဒီဘောလုံးရတယ်မှာအင်ကပြဲကိုမခေါ်ရင်တော့ရတယ်မာဂါဟစ်ဂေဘရီယယ်မော့စကေရာ၃ယောက်ထင်းနေအစင်ပြည့်တယ်အမာဂျစီအခြေအနေမျိုးဆိုရင်ဘန်ဘူကိုစီဗီတနေရာမှာထဲဆော့လို့ရတယ်လို့ကလာဖီယိုရီဂျူရီယန်တင်းမဘသူ့ကိုထဲဆော့ထဲဆော့ထဲဆော့နိုင်တယ်အဲ့တော့ကြောင့်အင်ကပြဲကိုဒီကြန့်ခိုင်မှုအခြေအနေအားမရလို့သဘောမကျလို့ဆိုရင်နောက်ရသည်ကဲသွားမင်းလီဗာကူးစင်ပြန်လို့ကပြန်နိုင်ပြီဆိုတဲ့သဘောမျိုးလုံနိုင်တယ်ကျွန်တော်ကတော့လေအင်ကပြဲကိုခေါ်တာထက် ်ပြန်ပို့လိုက်တာကောင်းမယ်လို့ထင်တယ်။ဒါအာစနယ်တင်းရဲ့စိုက်ဘက်ကစဉ်းစားတာပါ။ဘာကြောင့်လဲဆိုတော့အင်္ဂပြေကိုပေးရမယ့်လောက်ခပမာဏသည်နံပါတ်1အချက်မနေဘူး။နံပါတ်2အချက်သူ့ကိုပေးရမယ့်ပြောင်းရွှေ့ကြီးပမာဏမနေဘူးအငားနဲ့ခေါ်ပြီးသူ့ရဲ့ကြန့်ခိုင်မှုဘိုင်းကိုစမ်းကြည့်လိုက်တာတော့ပူကောင်းတယ်အဲ့တော့ဒီနေရာမှာနောက်ထပ် CB ကစားသမားတယောက်ခေါ်မလားဒါမှမဟုတ်အလွတ်ပြောင်းရွှေ့ကြီးနဲ့ရတဲ့သူတယောက်ယောက်ကို ဟိုဘယ်လိုပြောမလဲလောက်ကပမာဏအများကြီးပေးပြီးခေါ်မလားတော့တစ်ချက်ကြည့်ရမယ်တခြားပုံစံရှင်ခေါ်မလားဒါတော့အန်ဒရီယားဘာတာသုံးဖြတ်မဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ထင်တာလေးတွေပြောကြည့်တာပေါ့နော်တေချာတကူကတော့အင်ကပြဲကိုအရင်ကြီးမလိုအပ်ပါဘူးအဲကျွန်တော်တို့ cyber တစုံကိုကြည့်မယ်ဆိုရင်တော့ အာစနယ်ပွဲထွက်လိုက်တဲ့ကစားသမားတွေဖြစ်တဲ့ဂျူရန်တေးမားနဲ့တစ်ဖက်ကကာလာဖီယိုရီပွဲထွက်လာနိုင်တယ်။သို့မဲ့ကျွန်တော်က left back တနေရာမှာအနေနဲ့အပြောင်းလဲလေးလုပ်နိုင်တယ်လို့ယူဆတယ်။ချန်ပီယံလိမှာဆိုရင် Louis Scalley ကဝင်ပြီးတော့ကစားတက်တယ်။အဲ့တော့ကျွန်တော်ကာလာဖီယိုရီကိုခဏအနာပေးပြီး Louis Scalley ပွဲထွက်တာမျိုးဖြစ်နိုင်ပါတယ်။ Okay အဲ့တော့ကျွန်တော် deep line midfield တနေရာရှင်းနဲ့ Nokabe ဝင်ကစားမှာပါအဲ့ကျွန်တော်တို့ရှေ့က CMAM နှစ်နေရာကြည့်ရင်တော့ Declan Rice နဲ့တစ်ဖက်က Abrechi Azero ဝင်ရောက်ကစားမဲ့အခြေအနေမျိုးဖြစ်ပါတယ် โอเคအဲ့တော့ကျွန်တော်ရှေ့ attacking trial ကိုကြည့်ရအောင်မယ်ဗီဒီယိုဂီယပ်ကိုကျွန်တော်ရှေ့ကပြောသလိုဒဏ်ရာပြဿနာဘာညာစိုးရိမ်တဲ့အတွက် နော်ကြက်ကန်မှုပြေဝစေခြင်းတဲ့အတွက်မသုံးဘူးဆိုရင်တော့သုံးရမယ့်ကစားသမားတစ်ယောက်ပဲရှိတယ်သူကတော့မီခဲမီရီနိုပါမီရီနိုသုံးရင်စန်ထရယ်ဇုံမှာတော့တော်တော်လေးကစားသမားတွေများသွားလိမ့်မယ်ဒါပေမဲ့မီရီနိုဒီအဲ့လိုကစားတတ်တယ်စပိန်လေပြေးစဉ်အသင်းမှာလည်းဂိုးတွေသွင်းပေးထားတဲ့အတွက်ကြောင့်သူ့အနေနဲ့ဒီလိုပြဿနာမျိုးဖြေရှင်းတာအဲ့တလောက်ထိခက်ခဲမနေဘူးပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်းမီခဲမီရီနိုဒီနေရာမှာတောက်လျှောက်ဝင်ပြီးတော့ကစားခဲ့ပြီးပြီဖြစ်တဲ့အတွက်ကျွန်တော်ကတော့မီရီနိုကိုပဲပေါ်တော့ခွင့်ပေးတဲ့လို့ထင်တယ်မီရီနိုပဲပေါ်တော့ခွင့်ရမယ်လို့လည်း ်ကျွန်တော်ယုံကြည်နေတယ်အဲကျွန်တော်ဝင်းတွေကိုကြည့်မယ်ဆိုရင်မာတင်နယ်လီမတည်ကြတဲ့အတွက်ကြောင့် Trouser ကိုပဲအသုံးပြုနိုင်တယ်တစ်ဖက်မှာတော့ဘူခါယိုဆာကပွဲထွက်လာနိုင်တယ်ပုံစံကတော့တိတ်ငင်းနေစရာအကြောင်းမရှိပါဘူးခင်ဗျโอเคဒါတော့ဒီညမှာရှင်ပြိုင်ကစားဖို့ရှိနေတဲ့ Slavia Prague နဲ့ပွဲစဉ်မှာ Arsenal တင်ပွဲထွက်လာနိုင်တဲ့ line-up အခင်းချင်းကိုသုံးသပ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ညီကိုရောဒီညမှာအာအီးဘလူးပွဲထွက်လာနိုင်တယ်လေဝင်ရောက်ဆွေးနွေးသုံးသပ်ခမန်းသွားလို့ရပါတယ်အခုတော့ဗီဒီယိုလေးကိုခဏတာနားပါရစီခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်